สวัสดีค่ะทุกคน อารมณ์แม่เมงลาบาทีนี้รอท้ายสกะลงเล่ฤมา รอเรือ2ลงป่าเดสกะลงเล่ฤโกบะโลสาลงปองเลยสู่ราเนี่ยปะทะไปรอแชร์ริงลงไปมาဖြစ်ပါတယ် ဒီလိုရောရူကနှလုံးပါတယ်ဆိုလို့ရှိရင်စာလုံးပေါင်းတော့မယ်ဆိုရင်တော့ရောလို့ပဲဖတ်ပါတယ်ရောနှလုံးကိုတစ်ဆက်တည်းရေးထားတယ်ဆိုလို့ရှိရင်ဒီစကားစုကိုရောဟန်လို့ဖတ်ရပါမယ်ရောဟန်နဲ့ပတ်သက်ပြီးတော့ရှင်းပြရမယ်ဆိုရင်တော့အချက်နှစ်ချက်သိဖို့လိုပါတယ်ပထမတစ်ချက်ကတော့စရအဖြစ်ပါတယ် ဒီခွင်းစခွင်းပိတ်တွေကဆရအာဆိုတာကတော့တရတွေက ထိတ်ဆုံးအရင်ဦးဆုံးလာတဲ့တရလေးပဲဖြစ်ပါတယ်ဒီတရကအခခရရဲ့အနောက်မှာကရက်ပါတယ်ဆိုလို့ရှိရင်တော့ဆရအာလို့ပဲဖတ်ပြီးတော့ ဲ့ဒီအခရာရဲ့အနောက်မှာနောက်ထပ်ပြီးအခရာတစ်လုံးကို စာလုံးပေါင်းတပ်ပုံအနေနဲ့ပါတယ်ဆိုလို့ရှိရင်တော့စရအအတဲကတစ်လုံးကပျောက်ပြီးတော့တစ်လုံးကအပေါ်ရောက်သွားမှာဖြစ်ပါတယ်။အဲ့လိုအပေါ်ရောက်သွားတဲ့စရအကို my hand a god လို့ခေါ်ပါတယ်။ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လို့ဥပမာလေးကိုကြည့်လိုက်ရအောင်နော်။ပထမဦးဆုံးပန်းရင်းရောင်အဝိုင်းတဲက all and ရဲ့အနောက်မှာစရအပါတယ်ဆိုလို့ရှိရင်တော့ all a a လို့ပဲဖတ်ပါတယ်။ ဒုတိယစာကြောင်းဖြစ်တဲ့ all and ရဲ့အနောက်မှာကောကင်ပါတဲ့အတွက်ကြောင့်မလို့တပ်ပုံအနေနဲ့ကောကင်ပါတော့ဆရာအာကတလုံးပြောက်ပြီးတော့အပေါ်ကိုရောက်သွားပါတယ်အဲ့ဒီတော့ all a ကောအက်လို့ထွက်ပြီးတော့ဆရာအာမဟုတ်တော့ဘဲနဲ့ my hand a ကဖြစ်သွားပါတယ်ဒုတိယဥပမာကတော့ကောကိုက်ရဲ့အနောက်မှာဆရအပါတာပါကောအကဒုတိယတစ်ချောင်းကတော့အနောက်မှာဒေါဒစ်ဆိုတဲ့ တပ်ပုံလေးပါတဲ့အတွက်ကြောင့်မလို့ကောအဒေါကတ်ဆိုတဲ့စကားလုံးလေးမှာတော့ဆရအာပြောက်ပြီးတော့ my hand အကဖြစ်သွားပါတယ်။နောက်ထပ်ဥပမာလေးကတော့ဘောပိုင်မိုင်းရဲ့နောက်မှာဆရအာကိုတုံးထားပါတယ်။ ဘောပိုင်မိုင်းရဲ့နောက်မှာစရအာကိုတုံးတဲ့အတွက်ကြောင့်မလို့သူ့ကိုတော့စရအာအနေနဲ့ပဲဘောအပါလို့ထွက်ပါတယ်ဒုတိယအကြောင်းကတော့ငေါငူးဆိုတဲ့တပ်ပုံပါတဲ့အတွက်ကြောင့်မလို့စရအာကတလုံးပြောက်ပြီးတော့အပေါ်ကိုမိုင်းဟန်အကတ်အဖြစ်နဲ့ပြောင်းသွားပါတယ်ဘောအငေါဘန်းဖြစ်သွားပါတယ်နော်ဒါကတော့ရောဟန်နဲ့ပတ်သက်ပြီးတော့ပရမအူဆုံးတည်ရမယ်တစ်ချက်ဖြစ်ပါတယ်။အဲဒါကတော့ဆရအာကနေမိုင်းဟန်အကကိုပြောင်းသွားတဲ့အချက်ဖြစ်ပါတယ်။ ရောဟန်နဲ့ပတ်သက်ပြီးတော့တည်တည်နဲ့ဒုတိယတစ်ချက်ကတော့မဲကွန်ဖြစ်ပါတယ်။မဲကွန်ဆိုတာကတော့စာလုံးပေါင်းတပ်ပုံတွေတဲကတစ်ခုဖြစ်တဲ့နော်နူနဲ့စုံတဲ့စာလုံးပေါင်းတပ်ပုံဖြစ်ပါတယ်။နံပါတ်1အနေနဲ့ထောအနော်ထန်၊နှစ်ကမောအနော်မန်၊သုံးကဘောအနော်ဘန်၊နံပါတ်4ကစောအနော်ဆန်၊ငါးကခောအနော်ခန်၊၆က อะนอกันဒီစကားလုံးတွေကနောနူနဲ့စုံတဲ့စကားလုံးတွေဖြစ်ပါတယ်။မဲကွန်နဲ့မှာတော့စကားလုံးတွေကတော့အများကြီးရှိပါတယ်။ရောဟန်နဲ့သက်ဆိုင်တဲ့စကားလုံးလေးတွေကိုပဲဖော်ပြပေးလိုက်ပါတယ်เนาะ။ ခုဆိုရင် ရောဟန်နဲ့ပတ်သက်ပြီးတော့တည်တင်တဲ့အချက်နှစ်ချက်ဖြစ်တဲ့ဆရတ်အာကနေပြီးတော့မိုင်းဟန်အာကပြောင်းသွားတာကိုလည်းသိပြီးဒုတိယတစ်ချက်နေနဲ့မက်ကွန်နော်နူနဲ့ဆုံးတဲ့ဇာလုံးပေါင်းတပ်ပုံနဲ့ပတ်သက်ပြီးတော့လည်းသိပြီးဆိုရင်တော့ရောဟန်ဆိုတဲ့အပိုင်းလေးကိုဆက်ပြီးသွားလိုက်ကြရအောင်နော်โอเคဒါဆိုလို့ရှိရင်ရောနှလုံးထဲကနံပါတ်1ပထမဦးဆုံးရောရဲ့တာဝန်ကတော့ my hand အကဖြစ်ပါတယ်။သူက my hand အကအနေနဲ့သုံးပါတယ်။ ဒုတိယဖရောကတော့မက်ကွန်အနေနဲ့သူကတာဝန်ယူရပါတယ်။ဥပမာလေးတွေကြည့်လိုက်ကြရအောင်နော်။နံပါတ်1ကတော့ဖောနောက်မှာရောနှလုံးပါတဲ့အတွက်ကြောင့်မလို့ပထမဦးဆုံးရောက my hand အကဖြစ်ပြီးတော့ဒုတိယရောကတော့မဲကွန်နဲ့ကနောနူနေရာမှာတာဝန်ယူပါတယ်အဲ့ဒီတော့ พอรอหันလို့ဖတ်ပြီးတော့အတန်ထွက်မယ်ဆိုရင်တော့พออะนอพันဆိုတဲ့အတန်တွက်ထွက်ရပါမယ်พอรอหันพันสออาสาพันสาလို့အတန်တွက်ထွက်ရပါမယ်เนาะพันสาဆိုတာကတော့ဝါတွင်းကိုပြောတာပါခောက်พันสาဆိုရင်တော့ဝါဝင်တာออกพันสาဆိုလို့ရှိရင်တော့ဝါထွက်တာပါเนาะနံပါတ်2စကားလုံးလေးကတော့กอรอหัน กันกอรอไอไกลกันไกลกันไกลဆိုတာကတော့ကကြီးကိုပြောတာပါပုံမှန်စကားပြောရင်တော့กันไกลလို့မပြောတော့ဘဲနဲ့กันไกลလို့ပဲပြောပါတယ်နံပါတ်3ကတော့ဘောရဟန်ဘန်ထောအဒေါ်ထတ်ဘန်ထတ် ဘန်ထတ်ဆိုတာကတော့ line ကိုပြောတာပါအရှိမ my ပါတယ်ဆိုလို့ရှင်တော့ my ban thad ဆိုလို့ရှင်တော့ပေဒံကိုပြောတာပါနံပါတ်၄ကတော့ banda borohan ban do ada banda banda ဆိုတာကတော့အလုံးအကုန်လုံးလို့ချုပ်ပြီးပြောတာပါနံပါတ်၅ကတော့ ဟောရောဟန်ဆိုပေမဲ့ဟောအနောဟန်ဆိုတဲ့အတန်တွဲထွက်ရပါမယ်ဟောရောဟန်ဟန်စောအာစာဟန်စာဟန်စာဆိုတာကတော့ပျော်ရွှင်မှုရှိတယ်လို့အဓိပ္ပာယ်ရပါတယ်နံပါတ်6ကတော့ကောရောဟန်ကန်ချောအိုကောချိုးကန်ချိုးကန်ချိုးဆိုတာကတော့ချင်းချောက်တာအင်အားသုံးတာဓမြတိုက်တယ်လို့အဓိပ္ပာယ်ရပါတယ် နံပါတ်9ကတော့ဘောရဟန်ဘန်ဂျောဥဂျူဘန်ဂျူဘန်ဂျူဆိုတာကတော့ထဲ့တယ်လို့အဓိပ္ပာယ်ရပါတယ်နံပါတ်10ကတော့จัดสรรจออะดอจัดสรหันสันจัดสรรจัดสรรဆိုတာကတော့ခွဲဝေတာဖြန့်ဖြူတာတောင်းပန်ပေးတာလို့အဓိပ္ပာယ်မျိုးမျိုးတက်ရောက်ပါတယ် နောက်ဆုံးဥပမာဖြစ်တဲ့နံပါတ်9ကတော့ဆန်ဟာစောရောဟန်ဆန်ဟောအာဟာဆန်ဟာဆန်ဟာဆိုတာကတော့ရှာဖွေတာစုဆောင်တာလို့အဓိပ္ပာယ်ရပါတယ်။ဒါဆိုရင်တော့ရောနှလုံးဖြစ်တဲ့ရောဟန်နဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့မျှော်လင့်ပါတယ်။ ဒီနေ့ပြောပြပေးသွားတာကတော့ဘီအခရာစာလုံးပေါင်းမပါတဲ့ရောဟန်တည်တံ့ဖြစ်ပါတယ်။နောက်ရကြရင်တော့ရောနှလုံးရဲ့အနောက်မှာနောက်ထပ်ဘီအခရာစာလုံးပေါင်းပါတဲ့ရောဟန်နဲ့ပတ်သက်ပြီးတော့နောက်ထပ် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။